။အဲကိုဆိုလို့ရှိရင်ကျွန်တော်စိတ်ထင်လေးလုံးကတော့တေချာပေါက်သုံးလို့ရတယ်။အနည်းဆုံး၃နာရီအထက်မှာသုံးလို့ရတယ်။လေးလုံးသုံးကြပြိုင်နဲ့သုံးရင်တော့ ဒီကောင်ကစိုးလာလဲတခါလဲထည့်လို့ရတယ် MVD controller လဲပါတယ်အဲ့တော့ကိုးချက်ကနေ12ချက်ဒီကြိုက်လို့တွဲပြီးကျိုးတခါလဲဆင်းလာဆင်းလာပြီးအနောက်မှာ PV input အပေါက်ပါတယ်အဲ့ရနေပြီးတခါလဲထိုးလိုက်လို့ရှိရင် PV လဲသုံးလို့ရအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့မိုးရွာလဲထီဆောင်ပြီးရိုက်တဲ့အဖွဲကနေကြိုးဆိုပါတယ်ဘယ်ကနေကြိုးဆိုတာလဲဆိုတော့စံပေါ်ကူရန်ကုန်ကနေကြိုးဆိုပါတယ်ဘာလို့လဲဆိုတော့စံပေါ်ကူကကျွန်တော်ကမန္တလေးမှာခဏခဏသွားပြီးတော့ power station တွေအကြီးတွေရောအသေးတွေရောကျွန်တော်အများကြီးရိုက်ခဲ့မှုတယ်အခုအဲ့ဒီစံပေါ်ကူကရန်ကုန်ရောက်လာပါပြီကြာရန်ကုန်မှာမှာရှိုးရိုးကြီးဖွင့်လာတယ်တော့တစ္ဆာလမ်းမကြီးပေါ့ ်မှာတောင်းကလာမြို့နယ်မှာပဲဖြစ်ပါတယ်အဲ့တော့ power station အသစ်တွေရောက်နေလို့သိလာတယ်ကျွန်တော်အရင်တော့ရိုက်ခဲ့တဲ့ power station နဲ့ကြီးတာတွေ all in one power station တွေရောက်နေလို့သိလာအဲ့တော့ကျွန်တော်လည်းလိုက်ပြီးတော့ကြည့်လိုက်ပါကဲအခုဒီမှာ showroom ထဲကိုရောက်ရောက်ချင်းပါပဲ power station သုံးလုံးကိုတွေ့ရတဲ့ဝက်600ဝက်1000ဝက်2000ဒီ position เนี่ยကျွန်တော်တို့မန္တလေးမှာတော့ကျွန်တော်တို့တစ်ခေါက်ရိုက်ခဲ့ပြီးွားပြီဒီ position ဆန်းလဲအများကြီးသုံးပြခဲ့ပြီးွားရေမော်တာတွေပါရေးလဲအသေးလေးနဲ့တော့မောင်းလို့ရအဲသူဝက်နဲ့ကိုက်တဲ့ရေမော်တာဆိုလို့ရှိရင်ပေါ့နော်အဲ့ဒုံးကဒီဇိုင်းอ่ะဒီဒီဇိုင်းမဟုတ်သေးဘူးအခုကတော့ဒီမှာတို့ဒီဇိုင်းတွေပါထက်ချင်းွားပြီဒါပေမဲ့အထဲမှာပါတဲ့စက်တွေကလည်းပိုကောင်းွားတယ်လို့သိရတယ်เนาะအဲ့တော့ကျတော့ဒီမှာ position ကသုံးလုံးရှိတယ်ဒါဝက်600ဝက်1000ဝက်2000ဒါလေးဆိုပေါ့ပေါ့ပါပါပဲ ပြီးသွားရပါတော့ကောက်ဝတင်သွားတဲဝါလို့ရရလမ်းမှာသုံးညနာသုံးလို့ရတယ်နော်တော်တော်လေးဆိုတော်တော်လေးအဆင်ပြေတယ်အကယ်၍တချို့ရောက်လည်းအကြီးမှသုံးညတဲ့လူတွေရှိတယ်ဒါမျိုးတဲဝါလို့လည်းရနော်ဒါရေးသားဆိုလို့ရှိရင်တော့လမ်းမှာမှာခေါက်ခဲပိုင်မှာပြုတ်သွားလို့ရโอเคအဲ့ဒါတွေကတော့တိတ်အကျယ်တုံးဝင်မပြောတော့ဘူးနောက်ထပ်အကျယ်တုံးဝင်ပြောခြင်းနဲ့ပေါ်အစီအစဉ်တွေရှိတယ်ဒီဘက်မှာ โอเคစံပုံကိုသဘောကျတာတခုကဘာလဲဆိုတော့ product lineup ကြီးအများကြီးရှိတယ်အရင်တော့သွင်းခဲ့တဲ့ product တွေလည်းရှိသလိုအခုထပ်ရောက်လာတဲ့ product အစ်စ်တွေလည်းရှိတယ်အဲ့ဒါကြီးကျွန်တော်အခုပြောပြအောင်အခုဒီမှာဆိုရင်ဒါ inverter က1200 battery ကကျတော့3.6 kWh ပါဒါဆိုလို့ရှိရင် inverter က3000 watt 7.4 kWh ပါ ဒါဆိုလို့ရှိရင် watt 4500 battery ကိုပြောမယ်ဆိုရင်10.2 kWh ပါ။အဲ့တော့ဒီ၃ခုဆိုလို့ရှိရင်ဒါကျွန်တော်အရင်တော့လည်းရိုက်ခဲ့ပြီးသွားပြီ။အဲကွန်တွေပါလည်းစမ်းသုံးပြပြီးသွားပြီ။တော်တော်လေးအဆင်ပြေတော့တွေ့ရ။အဲ့တော့ watt 6000ရယ် watt 6000ရယ်ဒီမှာနှစ်ခုလာပါပြီအဲ့တော့ size လေးကမတိမ်မရိမ့်မယ်ဒါလေးကတော့ watt 6000မှာ battery kilowatt ဟာ73 kilowatt ဟာပါဆိုတော့သုံးပါလေ ဲ့တော့ဝက်6တောင်ဆိုရင်ဘာတွေသုံးလို့ရလဲဆိုတော့တကယ်တော့တော်တော်များများကြီးသုံးလို့ရတယ်။တကောင်အဲကိုဆိုလို့ရှိရင်ကျွန်တော်စိတ်ထင်လေးလုံးကတော့သေချာပေါက်သုံးလို့ရတယ်။ဝက်2000ကိုဖယ်လိုက်အောင်ဗျာ။ဝက်6တောင်မှာဝက်2000ကိုဖယ်လိုက်ရင်တော့မှတကောင်အဲကိုဆိုရင်လေးလုံးတော့တကယ်တည်းသုံးလို့ရတယ်။တကောင်အဲကိုလေးလုံးကိုအကယ်၍သာ inverter type ဖြစ်တယ်ဆိုလို့ရှိရင်အာလေးလုံးဆိုရင်ဒီသုံးနေဆက်နေအနည်းဆုံး3နာရီအထက်မှာသုံးလို့ရတယ်။လေးလုံးဆိုကြိုင်နေသုံးရင်တော့ တခြားမီးလုံးတွေပါတယ်သုံးလို့ရတယ်မီးလုံးတွေ wifi တွေစသဖြင့်ဒါတွေအများကြီးသုံးလို့ရတယ်အဲ့တော့ဒီ site တွေပေါ့ဒီ web 6000 site တွေကဘလို့လူမျိုးနဲ့ kait လဲဆိုတော့အကယ်၍များဂျုံကန်အသေးလေးတွေအိမ်သုံးဒီတစ်လုံးနဲ့အကုန်လုံးသုံးကျင်နေဆိုရဲလူတွေဒါတွေအတွက်ဆိုလို့ရှိရင် deep position တွေကတော်တော်လေး kait တယ်ပြီးတော့သူ့ရဲ့ information တွေအကုန်လုံးကိုလည်းဒီမှာကြည့်လို့ရတယ် ပြီးတော့ဒီကောင်ကစိုးလာလဲတခါလဲထည့်လို့ရ MVD ကွန်ထရိုလာလဲပါတယ်အဲ့တော့ကိုးချက်ကနေ12ချက်ဒီကြိုက်သလိုတွဲပြီးကျိုးတခါလဲဆင်းလာဆင်းလာပြီးတော့အနောက်မှာ PV input အပေါက်ပါတယ်အဲ့ရနေပြီးတော့တခါလဲထိုးလိုက်လို့ရှင် PV လဲသုံးလို့ရပြီးလို့ရှင်ဒီမှာ battery percentage တွေအိမ်ထဲမှာ watt ကဘယ်လောက်သုံးနေတယ်ဘာကြောင့်အကုန်လုံးဒီ display မှာအကုန်လုံးကြည့်လို့ရပြီးတော့ဒီ battery ကိုအားသွင်းတဲ့ ampere ကိုလည်းဆက်ရပြန်လုပ်လို့ရစက်တင်ပြန်ချိန်လို့ရဒါလေးတော်တော်လေးအားသာဒါက watt 6000ပြီးရင်ဒါက watt 8000ဝက်ရှစ်ထောင်မှာဆိုလို့ရှိရင် ဘက်ထရီက16.4ကီလိုဝတ်အဝါပါပါအဲ့တော့ကျွန်တော်ခုနကတွက်ကြည့်ရယ်ဒီ content ကိုမရိုက်ခင်ပါဥေးကျွန်တော်တို့သာတရက်ကိုဒီ battery ကနေပြီး16.4 kWh သာထုတ်သုံးမယ်ဆိုရင်ဆိုလိုချင်တာကဗျာအရေးပေါ်အခြေအနေမှာတနည်းကိုကျွန်တော်က16.4 kWh သာထုတ်သုံးမယ်ဆိုရင်ဒီ battery ကိုအပြန်ဖြည့်ရအောင်အပြန်ဖြည့်ရင်တရားအစိမ့်နဲ့သာတွက်တယ်ဆိုလို့ရှိရင်တရက်ကို2000ကျအဲ့တော့16.4 kWh ဆိုဘယ်လိုပြန်တွက်လို့ရလဲဆိုတော့အဲကိုသုံးမယ်ဆိုရင်16နာရီအနည်းဆုံးသုံးလို့ရတယ် အဲကောတကောင်ပေါ့တကောင်ခွဲဆိုရင်အင်ဗတာတိုက်ဆိုရင်အဲကောတကောင်ခွဲကိုလည်း16နာရီသုံးလို့ရအဲ့အနေထားကိုကျွန်တော်ဒီထဲမှာတရက်စစ်ကိုဒီထဲမှာတူလောင်သားမှာဖြစ်တဲ့အတွက်ဒါအောင်အပြန်သွင်းရမယ်ဆိုရင်ဘလောက်ကြမလဲဆိုတော့တရားအစိတ်ပေါ့နော်တယူနစ်ကိုတရားအစိတ်နဲ့တွက်တယ်ဆိုလို့ရှိရင်တနေကုန်သုံးလားတဲ့ဟာမှာ2050ပဲကြာမြေဝင်တွက်ကြည့်လိုက်နောက်16.4ကိုတရားအစိတ်နဲ့မြောက်ကြည့်လိုက်โอเคအဲ့တော့ကျတော့ဒီ power station တွေကိုကျွန်တော်စမ်းသုံးရမယ်အဲ့တော့ကျွန်တော်တကယ်တမ်းစမ်းသုံးချင်တာအာအပြင်ကိုထုတ်ပြီးတော့ EV ပါအသွင်းလို့ရတကယ်က ည်းနည်းလေးမှကျိုးအနေထားပါ냐လောက်ရမှာနည်းနည်းလေးရှုပ်သွားတာဖြစ်တယ်ရောအထဲမှာတကောင်ဝဲအကိုနှလုံးကိုစင်လာတယ်အဲ့ဒါကိုတွားပြီးဆိုင်ကြည့် Okay အခုဆိုလို့ရှိရင်တော့ Aircon နှလုံးကလည်း ready ဖြစ်သွားကျွန်တော်ခုနကတကောင်ခွဲနှလုံးမဟုတ်ဘူးတကောင်ခွဲတစ်လုံးတကောင်တစ်လုံးစီစဉ်ထားတယ်အဲ့တော့အခုဒီမှာ power station ကလည်းအသွင်းထားတာ69ခိုင်နှုန်းရှိနော်69ခိုင်နှုန်းရှိတယ်အခုဒီမှာ load ကတစ်ခုမှမဆွဲရသေးတာဖြစ်တဲ့အတွက်ဒီမှာ0%ဖြစ်တယ်နော်ကဲအဲ့တော့အခုစပြီးတော့တကောင်ခွဲအလုံးလေးကိုစပြီးတော့ဖွင့်ကြည့်လိုက်အဲ ကဲအဲ့တော့ဖွင့်ပြီဒေမထွက်သိင်းဘူးအဲဒေမထွက်သိင်းဒီမှာလဲ0ဝက်ပဲเนาะဟုတ်ကဲ့ခဏလေးစောင့်ကြည့်လိုက်မယ်စပြီဒီစထွက်ပြီ တော့ဒီမှာဆိုရင်တိတ်ပြီးတော့ငဲပွားပြရမှရှိတော့သိရမလားအော်တိုယူနစ်ကိုတခြားပါဝါဆိုးစ်နဲ့တွဲထားတယ်လို့မတွဲထားဘူးလို့ဘာလို့ကျွန်တော်ကအငဲပွားပြရလုံးလို့မရတော့ဘူးเนาะဒီတစ်ခါတော့အဲလဲပြီလဲပြီလဲပြီမှအော်တိုယူနစ်လဲပြီเนาะသူကအချိန်တစ်ခုပေးရတယ်เนาะအင်တိုယူနစ်ကတော့စပြီးတော့မှလေရိုးရိုးလေအရင်ထွက်တာပေါ့ပြီးတော့မှအော်တိုယူနစ်ကကွန်ပရက်ဆာကတ်တော့မှဒီမှာလေအေးစထွက်ပြီဒါပေမဲ့ဒီနားမှာကြာကြာနေလို့ကမကောင်းဘူးเนาะသူတာရောရတာရောခံစားနေရတယ်အပေါ်ကလေရအေးပြီးအောက်ကလေရပူနေတိတ်အဆင်မပြေဘူးအဲ့တော့ဒီမှာဝက်ကကိုက50ဝက်ဝင်းကျင်ကိုတက်တယ်ပြီးတော့မှ percentage ကိုပြောမယ်ဆိုရင်11 ဲ့12%လောက်ပုံးနေတယ်လို့သိရโอเคဒါကတကောင်ခွဲအလုံးအဲ့တော့ကိုဘက်ကတကောင်အလုံးကိုဖွင့်တော်ပြီများနေလို့မရတော့โอเคအဲ့တော့ဒီဘက်တကောင်အလုံးလဲဆန်းပြီးတော့ဖွင့်ကြည့်လိုက် ီအောင်လဲဆက်လျှောက်ထားတာเนาะဒီဘက်အလုံးလဲဆက်လျှောက်ထားတာကျွန်တော်โอเคအခုဆိုလို့ရှိရင်တော့ aircon တကောင်ခွဲတစ်လုံးတကောင်တစ်လုံးကိုတပြိုင်တည်းဖြန့်ထားတာပါဒီမှာကျိုးတွေอ่ะဆိုလို့ရှိရင်လဲဒီမှာတစ်ခါတည်းဒီမှာ AC အပေါက်နှစ်ပေါက်ရှိတယ်အဲ့အပေါက်ကနေတစ်ခါတည်းထုတ်ပြီးတိုက်ရိုက်သုံးတာเนาะဂျားထဲမှာဘာမှတော့မခံတော့ဘူးเนาะတိုက်ရိုက်သုံးတဲ့အချိန်မှာဒီမှာတော့ပြတာ22%ဆိုတာရှိတယ်ကျွန်တော်အဲ့ရုပ်ရည်ကုနာစဉ်းစားမြင်ဟာဒီ22%ကဘာဘူပြောတာလဲဘောတော့ battery ကိုသုံးထားတဲ့22%လား inverter ကိုသုံးတဲ့22%လားဒါစဉ်းစားရရှိတယ်အဲ့တော့မှပြီးတော့မှခေါင်းကြည့်လိုက်တော့ ဒါက inverter ကနေပြီးတော့3နဲ့20 percent ဆိုလိုချင်တာကဒီ inverter က8000 watt inverter ဆိုလို့ရှိရင်အဲခောက်ကြည့်လိုက်22 percent ဆိုလို့ရှိရင် watt 1800ကျော်လေးရလုံးဝကွက်တည်အဲ့တော့နောက်ထပ်သုံးမဲ့ဆိုရင်အဲဒါမျိုးကိုနောက်ထပ်နှစ်စုံလောက်ထပ်သုံးလို့ရတယ်ဆိုလိုချင်တာ echo တကောင်ဝဲကသုံးလုံးပါဗျာ တကောင်ကသုံးလုံးအဲ့အမျိုးကိုကြိုင်နဲ့ထဲသုံးမဲ့ဆိုသုံးလို့ရတယ်အဲ့ဒီအနေထားရှိတယ်ပြီးတော့ဒီကောင်ကပို့ပြီးအားသာတာပါဆိုတော့ဆိုလာကိုတိုက်ရိုက်ထိုးလို့ရတယ် MPPT controller ပါပြီးသားဒီ6000ဝက် power station မှာဆိုရင်ဘလောက်တက်လို့ရလဲဆိုတော့ set net check ကနေ16ချက်အထိတက်လို့ရတယ်ဟောရှယ်ပဲအဲ့ဒါဆိုလို့အကယ်၍များအိမ်ပေါ်မှာနေရာရှိရဆိုလို့ရှိရင်16ချက်လောက်ကောက်တင်လာလိုက်သုံးပါလေအာပါအကြိုက်သုံးနောက်ပြီးတော့ကျတော့နေရာလည်းမဆောက်ဘူးပြန်နေရာနေပါလေလည်းဖောက်ထရမလို့ဒီအတုံးလေးကိုကတ်ထားလိုက်အိမ်နောက်ထပ်တစ်ချက်ကြိုက်တာကဒါအပိုင်းနှစ်ပိုင်းခွဲလို့ရတယ် ပိုင်းတစ်ပိုင်းကဒီအပေါ်ဘက်ခြမ်းဆိုရင်ဒါ inverter ပိုင်းဒီအောက်ဘက်ခြမ်းဆိုရင်ဒါ battery ပိုင်းဒီဆံဘုတ်ကူရဲ့ watt 1000 power station အတုံးရဆိုလို့ရှိရင်เนาะကီလိုက900လောက်လေးရဆရာနည်းနည်းတော့ဝေးမဟုတ်ဘူးဒီလိုမျိုးအောက်မှာဘေးလုံးပါတော့ကြတော့တုံးပြီးရွှေ့တာအသိမသိတာပဲ မလို့မရဘူးเนาะအချက်တွေကွဲအောင်မဲ့ရောင်ရက်ပြီးမလိုက်လို့ရှိရင်တုံ့တော့မလုပ်ဘူးဇလန်အဲ့ဒီအခြေအနေရှိအဲ့တော့ဒီ power station တွေက weight လည်းမခုတော့ဘူး battery အပြည့်ပါတယ်အပြည့်ပါတယ်ဆိုတော့လည်းစိတ်ကြိုက်ဒီမှာ showroom မှာလာပြီးတော့စမ်းမယ်ဆိုရင်လည်းစမ်းလို့ရအဲ့တော့ဒီ video လေးရဲ့အနည်းချုပ်ကိုပြောပြ โอเคအဲ့တော့ power station นี่အများကြီးရှိတဲ့နေရာမှာစံပိုကူကိုဘာလို့ရွေးချယ်သင့်တယ်ဆိုတဲ့အချက်လေးတွေကျွန်တော်လည်းပြောပြအောင်အရင်တော့တော့ကျိုးရောကဗန်တလေးမှာပဲရှိတယ်အခုဆိုတော့ရန်ကုန်ရောက်လာပြီနံပါတ်1အရေးကြီးဆုံးက after sales service ဆိုတာကျွန်တော်စံပိုကူ power station นี่ကျွန်တော်မိတ်ဆွေတွေကျွန်တော်အများကြီးဝယ်ပေးမှုတယ်ရောင်းပေးမှုတယ်အဲ့ဒီအချိန်မှာတခု error ဖြစ်ခဲ့ရင် after sales service ကတကယ်အလုပ်လုပ်အမကလည်းနှစ်နှစ်ပြီ ဲ့အကြောင်းမို့လို့အဲ့တစ်ချက်ထဲနေတယ်စိတ်ချလက်ချနဲ့ဝယ်လို့ရတယ်တိုးပေမဲ့တချို့ကျွန်တော်ရဲ့ရန်ကုန်ကမိတ်ဆွေတွေကမန္တလေးဒီလမ်းဝယ်ရတယ်မန္တလေးနေပို့ပေးရကြာတယ်ဘာဖြစ်လဲညာပြအဲ့လိုမျိုးကျွန်တော်တို့ပြောကြတာပေါ့နော်ပြောတဲ့အချိန်မှာအခုကဲတစ္ဆာလမ်းမကြီးပေါ်မှာပဲဒီပါချိုးရုံးကြီးလာဖွင့်သွား เนาะအဲ့တော့တစ္စည်းတွေလည်းစိတ်ကြိုက်လာစမ်းသပ်ပြီးတော့ဝယ်ယူလို့ရတယ်ကိုယ်ဘတ်ဂျက်နဲ့ကိုက်ညီတဲ့ position တွေလည်းအမျိုးမျိုးရွေးချယ်ပြီးတော့ဝယ်ယူလို့ရတယ်အဲ့ဒါကစံပုတ်ခုမှာအားသာတဲ့အချက်ပဲနောက်တစ်ချက်ကမကြခင်မှာ e-bike တွေလာတော့မယ်လို့လည်းသိတာเนาะအဲ့ဒါတော့တော်တော်လေးစိတ်ဝင်စားတယ်ဘယ်လိုပုံစံနေလာမလဲမသိကျွန်တော်ပါတော့ဒီ position မှာကောင်းရင်လည်း e-bike လည်းကောင်းပါပဲလို့ကျွန်တော်အနေနဲ့အကျန်းချင်းယူဆတယ်။ဟောတစ္စည်းမမမြင်ရသေးဘူး။စွတ်ကောင်းလို့မရဘူး။နော်။နောက်မှကြခင် e-bike တွေလာလို့ရှိရင်လည်းကျွန်တော်တေချာဘော content တွေ share လိုက်ပါအောင်။နောက်ထပ်တစ်ချက်အနေနဲ့ Samsung position တွေကိုဘယ်လိုရောင်းပါလဲဆိုတော့ ကြိုက်တဲ့အထက်အမြင့်ကိုပဲဖြစ်ဖြစ်ပို့ပေးမယ်။အနက်လွာဖြစ်ဖြစ်ပို့ပေးမယ်။နော်6လွာဆိုလည်းပို့ပေးမယ်5လွာဆိုလည်းပို့ပေးမယ်။ဓာတ်တွေကရှိရှိမရှိရှိပို့ပေးမယ်။အဲ့တော့စိတ်ချလက်ချနဲ့စိတ်ချမ်းသာလက်ချမ်းသာနဲ့အိမ်မှာသုံးလို့ရအောင်လို့အကုန်လုံးစီစဉ်ပေးမယ်။ isolation နေနဲ့လုပ်ပေးမယ်။နော်အဲ့ဒါဘာလို့ပို့ပေးမှာလဲကိုဖြိုးပို့ပေးလေ။နောက်ဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစံပုံကူက power station တွေကကြိုက်တဲ့ power station ကိုဖွင့်ပြီးတော့ကြည့်လို့ရတယ်။ပေးပြီးဖွင့် အင်ဗတာကဘယ်လိုလဲအထဲမှာဘက်ထရီဘယ်လိုစင်တာလဲအထဲမှာ low frequency ကဘယ်လိုမျိုးထိုင်တာလဲစသဖြင့်ဒါတွေအကုန်လုံးကိုသေချာကြည့်လို့ရတယ်เนาะ pure sine wave ဖြစ်လားမဖြစ်လားသေချာဆန်းပြီးမှဝယ်လို့ရတာဖြစ်တဲ့အတွက် power station မှာဆိုလို့ရှိရင် sample ကိုရွေးချယ်ဝယ်ရိုးအတွက်ကိုအကြံပေးလိုက်ပါတယ်သိသွား sample ကို Japanese standard